မေတ္တာဓာတ်6မျိုးရအောင်ယူပြီးဘဝကိုနေထိုင်ပါတဲ့မေတ္တာဓာတ်ဘယ်နှမျိုးနံပါတ်1ကအရှိအယက်ကမေတ္တာဓာတ်ကို ရအောင်ယူရမယ်တဲ့ပြောကြည့်ပါအရှိအယက်ကမေတ္တာဓာတ်ကိုရအောင်ယူရအရှိအယက်ကမေတ္တာဆိုတာဘာကိုညီညွတ်တာလဲလို့ပြောရင်မိဘရဲ့မေတ္တာတဲ့ပြောကြည့်ပါမိဘရဲ့မေတ္တာကိုကသာသမီဖြစ်နေရင်မိဘရဲ့မေတ္တာခန်းချောက်မသွားဘူးလို့တယ် မေတ္တာမိဘရဲ့မေတ္တာတွေစီစင်ဖို့ကိုယ်စီကိုမေတ္တာတတ်တယ်ဝင်နေဖို့လိုသလားမလိုဘူးလားလိုတယ်ငါသားလေးကြီးပွားပါစေချမ်းသာပါစေငါသမီးလေးကြီးပွားပါစေချမ်းသာပါစေဒီလိုလိမ်မာတဲ့သားလေးတွေသမီးလေးတွေဆင်းရဲဒုက္ခလွတ်ကြပါစေဆိုတဲ့မိဘရဲ့မေတ္တာတတ်တို့သူတော်စင်တို့မှာလိုသလားမလိုဘူးလားလိုတယ်မိဘနဲ့အစင်မပြေတဲ့သားသမီးကလည်းရှေ့ရောက်ကိုလွယ်ရလားမလွယ်ဘူးကျုပ်မိဘကိုပြန်ပြောတာမျိုးမိဘနဲ့ပြဿနာတက်တာမျိုးမိဘနဲ့ စကားမပြောနိုင်မခေါ်နိုင်ဖြစ်တာမျိုးဒါမျိုးတွေမရှိဘူးလားအေးအဲ့ဒါကြောင့်မို့ဟန်နေမန်နေမလုတ်ဖဲနဲ့ကိုမိဘနဲ့ပတ်သက်ပြီးတက်နေတယ်မရမိဘရဲ့မေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါမိဘရဲ့မေတ္တာဓာတ်ကိုရအောင်ယူရနောက်နံပါတ်2ကကျတော့တောင်အရက်ကမေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါတောင်ရက်ကမေတ္တာဓာတ်ကိုရအောင်ယူရတောင်ရက်ကမေတ္တာဆိုတော့ဘုစုမေတ္တာလဲလို့ပြန်ဆရာသမားရဲ့မေတ္တာဘုစုရဲ့မေတ္တာ ဆရာသမားရဲ့မေတ္တာအေးဒီနေရာမှာတပည့်နဲ့ဆရာနဲ့ဆရာနဲ့တပည့်နဲ့ဖြစ်နေရင်လေအပြန်မြန်အလန်လန်မေတ္တာဓာတ်တွေလိုသလားမလိုဘူးလားလိုတယ်အေးကိုကတပည့်ဖြစ်နေရင်ဆရာမေတ္တာကိုရရမယ်အင်းကိုကိုယ်တိုင်ကဆရာဖြစ်နေရင်လေဘုစုမေတ္တာရရတပည့်ရဲ့မေတ္တာကိုရဖို့လိုသလားမလိုဘူးလားအင်းအဲ့ဒါကြောင့်မို့ဆရာနဲ့တပည့်နဲ့အပိုင်းကလည်းပဲမေတ္တာရှိမှုမရှိမှုကတခုခုဖြစ်ရင်ပို့ပြီးတော့သိတာလေဥပမာအဖြစ်ဥစဉ်တို့ခုဘုန်းကြီးကျောင်းနေ နေကြတယ်ဆရာနဲ့တပြည့်နေကြတယ်ရာချီပြီးတော့တန်ခါရှိတာမှန်တယ်ပေါ့ဒါပေမဲ့အဲ့ဒီထဲမှာကိုယ့်ဘုံမှာမေတ္တာရှိသူ မရှိသူကြွားသွားတာမရှိဘူးလားအင်းကိုယ့်ဘက်ကတော့ဒါပေမဲ့သူတို့ဘက်ကမေတ္တာဘလို့ပဲထားထားဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကတော့မေတ္တာကိုအားလုံးငယ်ငယ်ကြီးကြီးမခွဲအားလုံးပုံမှာတပြည့်တည်းထားကြရတာမရှိဘူးလားဆရာမယန္တုဆိုတာရှိရဲ့လားမရှိဘူးဘယ်တပြည့်ကတော့ဘလို့ဖြစ်လို့ဘာဖြစ်တယ်ဆိုတာမရှိဘူးအားလုံးကိုကောင်းစေခြင်းနဲ့ မေတ္တာအစစ်အမှန်နဲ့ထားကြရတာမရှိဘူးလားရှိအဲ့ဒါကြောင့်မို့တပြည့်ဖြစ်ရင်လည်းကြီးပွားခြင်းရင်ဆရာမေတ္တာရအောင်ယူရမယ်တဲ့ဗာမေတ္တာဆရာမေတ္တာအဲအဲ့ဒါကြောင့်တောင်ရက်ကမေတ္တာတဲ့ဆိုတာဆရာရဲ့မေတ္တာတဲ့ဗာရဲ့မေတ္တာဆရာရဲ့မေတ္တာကဲဘယ်နှမျိုးရနှမျိုးရမိဘရဲ့မေတ္တာရဲ့ဆရာသမားရဲ့မေတ္တာ ကဲနောက်တစ်ခုကအနောက်ရက်ကမေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါဦး